ခံယူမဲ့နောက်ကပတ်တော်ခေါင်းစဉ်ကတော့ abundant joy စုံလင်သောဝမ်းမြောက်ခြင်း abundant joy ဝမ်းမြောက်ခြင်းကသခင်ဖခင်၌တာလင်ဝမ်းမြောက်ခြင်းစုံလင်တာဖြစ်တယ်ရှင်ပေါလုကသခင်ဖခင်၌ဝမ်းမြောက်ခြင်းရှိတော့တဖန်ငါဆိုဒီကဝမ်းမြောက်ကြတော့အစင်မပြတ်ဝမ်းမြောက်နိုင်တဲ့အရာကသခင်ဖခင်၌ပဲရှိတယ်အလုံးမှာဆိုရင်အစင်မပြေမှုကြုံတဲ့နေ့မှာဝမ်းနေနိုင်တယ် အောင်မြင်မှုတစ်ခုဆိုရင်နောက်ထပ်အောင်မြင်မှုတစ်ခုမရခင်မှာဝမ်းမြောက်ခြင်းဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်မြင်နိုင်တဲ့အောင်မြင်ခြင်းမမြင်နိုင်တဲ့အောင်မြင်ခြင်းနောက်မြင်နိုင်တဲ့ဝမ်းမြောက်ခြင်းအဆင်တည်သောဝမ်းမြောက်ခြင်းအမျိုးမျိုးကျွန်တော်တို့ခွဲခြားဆိပ်ဖြာလို့ရပါတယ်ဘုရားကစုံလင်သောဝမ်းမြောက်ခြင်းကိုပေးနေပါတယ်အာမင်ထိုနှုတ်ကပတော်တယောက်စီတိုင်းပေါ်မှာတက်ရောက်ပါစေ။ရှင်ဟောခရစ်ယာန်ခန်းကြီး16အငယ်24ယခုတိုင်အောင်ငါ၏နာမပေါ်မိပြု၍တင်တို့သည်အဘယ်စုကိုများမတောင်းကြသည်။တင်တို့သည်ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငါတောင်းကြလော့။ ထိုတို့တောင်းရင်ရကြလိမ့်မည်။ဝမ်းမြောက်စရာအကြောင်းစုံလင်စေဖို့အတွက်တောင်းခိုင်းတာဖြစ်တယ်။ကျွန်တော်တို့စိတ်ဆန္ဒပြီးွားဖို့ကျွန်တော်တို့ရဲ့အတ္တတွေပြည့်စုံဖို့ကျွန်တော်တို့ရဲ့လောဘတွေကျွန်တော်တို့ရဲ့မမာနတွေအတွက်မတောင်းခိုင်းပဲဝမ်းမြောက်ခြင်းအစဉ်တည်ဖို့ဝမ်းမြောက်စရာစုံလင်ဖို့အကြောင်းအတွက်တောင်းခိုင်းတာဖြစ်တယ်။ဒါကြောင့်ဆုတောင်းတဲ့အခါမှာလဲကျွန်တော်တို့ဇာတိအတွက်ကာမဂုဏ်လွန်ကျူးဖို့အတွက်တောင်းတဲ့အတွက်မရတဲ့ဆုတွေလည်းအများကြီးရှိတယ်လို့ နှုတ်ကပတ်တော်မှာလည်းရေးထားပါတယ်။ဒါကြောင့်ဝမ်းမြောက်စရာအကြောင်းဆုံးလင်းစေဖို့ဆုတောင်းတတ်တော်သူများဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေ။ယခုတန်အောင်ငါ့ရဲ့နာမတော်မြည်ပြွေးတင်းတို့ဒီအပယ်ဆုများမတောင်းကြသေးလို့ပြောတဲ့အခါမှာတောင်းလို့ရတဲ့ limit တောင်းလို့ရတဲ့ပမာဏတောင်းလို့ရတဲ့အကန့်အသတ်တွေနဲ့ကျွန်တော်တို့တောင်းနေတဲ့ပမာဏနဲ့ရှင်လိုက်ရင်ဒါမညပဲရှိသေးတယ်။ဒီထက်အများကြီးတောင်းလို့ရသေးတယ်။ကျွန်တော်ကြားဘူးတဲ့ညီစရာဖြစ်ဖြစ်မဲ့တကယ်လဲမှန်ကန်တဲ့ analogy တစ်ခုက တေးဆရာတယောက်ကိုရှားတယောက်ကမေးတယ်တေးဆရာကိုဆရာခင်ဗျာကြီးခဲ့တဲ့အချင်းပဲပို့လို့ရှိလဲဆိုတော့သူကတော့အားရပါရအပုံ900လို့ပြောလိုက်တယ်တကယ်လဲပုံ900ကျော်ရေးတဲ့ဆရာဖြစ်တယ်အရင်ကလူတွေကဝေါးလို့ပြောတဲ့ခါမှာကတိကတက်ပြန်မေးတဲ့တယောက်ကဗာပြောလဲဆိုတော့ဆရာမရေးသေးတဲ့အချင်းပုံများမယ်ထင်တယ်နော်တဲ့900သူရေးခဲ့တာတူတာထက်ရေးမယ်ဆိုရင်တထောင်လဲရေးလို့ရတာလေ2000လဲရေးလို့ရမတိမချင်းနော်ရေးနိုင်တဲ့အချင်းအကြီးကျယ်ရေးမယ်ဆိုရင်အဲ့ထက်မကရေးနိုင်တာကိုသူကဖော်ကျူးလိုက်တာ အရန်လဲမှန်တယ်တဝါဝါရည်လဲရကြတယ်ဒီလိုပါပဲကျွန်တော်တို့ဆူတောင်းခဲ့တဲ့ခီးစဉ်ကိုပြန်ကြည့်မယ်ဆိုအားရစရာပါ online home sale တက်ချင်လို့ဖုန်းတောင်းတယ်ဖခင်ကနမိတ်လက္ခဏာနဲ့ဖုန်းလက်ဆောင်ပေးတယ်မိသားစုတွေကြမ်းမာတယ်အလုပ်မရနိုင်တဲ့ချိန်မှာအလုပ်ရတယ်အကျွန်တော်တို့ကျေးဇူးတင်စရာအများကြီးရှိပါတယ်ဆူတောင်းရတဲ့ဆူတောင်းချက်တွေဖြေရတာအရန်များပါတယ်ဒါပေမဲ့တစ်ဖက်ကနေမတောင်းလို့မရတဲ့အရာတွေဘယ်လောက်များလိုက်မလဲဒါမို့ရှင်မတောင်းသေးတဲ့ဟာဘယ်လောက်တော့အဲ့ဒီ네ပယ်ကဘယ်လောက်တော့ကျယ်ဝင်းနေတယ်လဲဆိုတာကိုဒီနေ့ဝิญဉ္ဇဉ်မျက်စိပွင့်ဖို့တယောက်စီတန်းဖျားရှင်ကောင်းကြီးပေးပါစေ ဒါကြောင့်ကိုကို အရန်ကြီးအားမရကြနဲ့ဩဆုတောင်းတာနည်းနည်းနည်းနေသေးတယ်အာမင်ဒီချိန်ကြီးမတောင်းသေးဘူးတဲ့မတောင်းသေးဘူးဒါကြောင့်ကျွန်တော်တို့တောင်းကြရအောင်ကိုကိုရင်မလေးပို့ပြီးတော့မှဆုမတောင်းသေးဘူးနော်လို့ပြောရအောင် မတောင်းလားဆိုတောင်းပါတယ်ဒါပေမဲ့ဖះမျောလင့်ထားတဲ့ပုံစံနဲ့ဆိုရင်တော့မတောင်းသေးဘူးနားလည်နေဖို့တယောက်စီတယောက်ဖះမဆာပါစေအမေဒီနေ့အဲ့ဒါထပ်ပြီးနောက်ထပ် dimension တစ်ခုနဲ့ကျွန်တော်တို့အားလုံးအတွက်ဖះဖော်ပြလာတဲ့အရာလေးတစ်ခုလည်းဆက်ပြီးတော့ဆွေးနွေးဖို့ဖြစ်ပါတယ် ဒါကတော့ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းကဒီနေ့အလုတ်တစ်ကိုရခြင်းနဲ့ဒါပေမဲ့နောက်တစ်နှစ်၃နှစ်၅နှစ်ကြာရင်အလုတ်နံပါတ်၁ကိုလိုချင်လာတယ်။ဖခင်ကြီးမြောက်ခြင်းတစ်ခုရတဲ့ခါမှာအဲ့ဒီဘောမှာကျွန်တော်တို့ကြေပြန့်လာပြီးတော့မှနောက်ထပ်ကြီးမြောက်ခြင်းတွေကိုကျွန်တော်မျောလင့်လာတယ်ဆူတောင်းလာကြတယ်။ရနိုင်တဲ့ကင်တွဲနိုင်တဲ့အရာနော်ဒါဝိရှင်မြင်တိတာထင်ရှားတဲ့အရာကောင်းကြီးတစ်ခုနဲ့ပဲတင်းရဲ့ဝမ်းမြောက်ခြင်းကိုစုံလင်ဖို့တင်စဉ်းစားရဆိုရင်တော့ဘယ်တော့မှစုံလင်မှာမဟုတ်ဘူး။ဒါပေမဲ့ ုရားခင်ကကျွန်တော်တို့ဆုတောင်းခိုင်းတဲ့အရာကတော့ဝမ်းမြောက်စရာကြောင်းစုံလင်စေခြင်းကဒီတရားဒေသနာမိနစ်20နားထောင်ခံယူနေတဲ့အချိန်မှာပင်လင်ဝိညာဉ်တော်ပြတင့်ကိုမဆပြီးဝမ်းမြောက်စရာကြောင်းစုံလင်အောင် ဆုတောင်းတက်တော်သူတွေကိုဘုရားကောင်းကြီးပေးပါစေအာမင်ယောဟန်16အငယ်16ကနေ24မှာခဏကြာပြီးမှသင်တို့ဒီငါ့ကိုမမြင်ရကြတပံခဏကြာပြီးမှငါ့ကိုမြင်ပြန်ကြလိမ့်မည်အကြောင်းမူကားငါသည် ခမဲတော်ထံသို့သွားမည်ဟုမိန့်တော်မူ၏ တပည့်တော်တို့ကလည်းခဏကြာပြီးမှသင်တို့ဒီငါ့ကိုမမြင်ရကြတဖန်ခဏကြာပြီးမှငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု၍၎င်းအเจ้าမူကားငါသည်ခမည်းတော်တန်တို့သွားမည်ဟု၍၎င်းမိန့်တော်မူသောစကားသည်အဘယ်တို့နည်းဒီမှာခဏရထားအောင်တခင်ယေရှုကကြီးဆောင်ခြင်းခံပြီးတော့မှကောင်းကင်ကိုတက်ကြွခံနီးမှပြောတဲ့စကားဖြစ်ပြီးသူတက်ကြွတဲ့အချိန်မှာသူတို့ယေရှုကိုမမြင်ရတော့ဘူးဆိုတဲ့အကြောင်းကိုပြောပြတာဖြစ်တယ်။ဒါပေမဲ့ခဏနေရင်ပြန်မြင်မယ်တဲ့။ဆိုတော့တမျိုးကြီးဖြစ်နေတာ။ ခဏလေးခီးသွားပြန်လာမယ်ဘနေဘနာကြာမယ်ဆိုအတိကြလည်းမရှိအဲ့ဒီအချိန်ကာလကိုလည်းသူတို့မေးကြတယ်ခမဲတော်ဘုရားလွယ်လို့ဘယ်သူမှမတိခွင့်မရှိဘူးဖြစ်ပြန်အောင်ဆိုတော့တပည့်တော်တွေနဲ့သူတို့ဘယ်ရီဖြစ်နေသူတို့ကစဉ်းစားလို့မရအောင်ဖြစ်နေဟာဒါကြီးကဘယ်လိုလဲတပည့်တော်တွေကခဏကြာပြီးမှငါ့ကိုမမြင်ဘူးတော့နဲ့မင်းတို့တခါခဏကြာပြီးမှငါ့ကိုမြင်ပြန်မယ်ဆိုတော့ကိုတော့ဘာလို့ဆိုလို့ရလဲချစ်တော်မိတ်ဆွေဘုရားစကားကိုသင်နားမလည်တဲ့အခါမှာဘုရားခင်ဝိညာဉ်တော်ဘုရားကိုမေးပါဝိညာဉ်တော်ဘုရားတဏီးမဟုတ်တဏီးနဲ့သင်ကိုနားလည်အောင်ရှင်းပြမှာဖြစ်တယ် အဲ့ဒါကြောင့်လဲဥပစ္စေဆရာလို့ခေါ်တာဥပစ္စေဆရာဆိုတာကစာသင်ပေးရုံတက်တက်မဟုတ်သူကကျွန်တော်တို့အနိကကိုချင်းအနိကကျွန်တော်တို့ကိုမဆချင်းအနိကကျွန်တော်တို့ကို guideline တွေချပေးတယ်ကျွန်တော်တို့အတွက် ကိုစားပြုစုတောင်းပေးတယ်ကျွန်တော်တို့ကိုလမ်းညွန်ပြသပေးတယ်ဤလမ်းကအမှန်ဤလမ်းကအမှားဆိုတာကိုကျွန်တော်တို့ရဲ့နာနာလေးကန်းနေအမြဲတမ်းတိုးညင်းသောတန်နဲ့ပြောလို့ရှိတယ်ဟာလေလုယာ ဟေရှားနာဂရီကြံခန်းကြီး30အငယ်7နဲ့အဲ့တော့ကျွန်တော်တို့ကိုဝိညာဉ်တော်ဖျားအဲ့ကဲ့သို့ဥပစ္စေဆရာဖြစ်နေကျွန်တော်တို့ကိုပြုစုတယ်ဒါကြောင့်သင်မရှင်းတဲ့အခါမှာတပည့်တော်တွေလိုယေရှုနဲ့ကျွန်တော်တို့ညနေချင်းဆိုင်စကားပြောခွင့်လူလူချင်းစကားပြောတယ်လို့ပြောခွင့်မှရှိပေမဲ့ဝိညာဉ်တော်ဖျားကိုမေးခွင့်ရှိတယ်ကျွန်တော်တို့မှာတပည့်တော်တွေကသူတို့တူ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 နဲ့မေးကြပြီကိုတော်ဘာကိုဆိုလိုတာလဲဒီနေ့ရောသင်ဖျားလက်ရဆိုတော့နားလည်နေတယ်ဖျားပိုးတဲ့လမ်းဆိုတော့တိနေတယ်ဒါပေမဲ့မရှင်းမရှင်းဖြစ်တဲ့အသက်တာကြုံဘူးသလား တပည့်တော်တွေလည်းကြုံမှုတဲ့အတွက်တင်လည်းကြုံပါပါကျွန်တော်လည်းကြုံပါတယ်အဲ့ဒီအချိန်မှာလောရမှာက gossiping တရတဲ့တီတိုတီတိုနဲ့ဟိုတူလောလောဒီလောလောရှောက်ပြောမဲ့စားမတိတဲ့လူချင်းချင်းတိုင်ပင်နေမဲ့စားမတိတဲ့သူစီအကြံနေတောင်းလူကန်းလူကန်းလမ်းပြတို့ဖြစ်သွားနိုင်တဲ့အတွက်ဝိညာဉ်တော်ဖျားစီမှာကျွန်တော်ဆူတောင်းရအောင်ကိုတော့လမ်းပြပါမရှင်းမတိမရှိလမ်းပြပါ hallelujah ဒီနေ့တင်းရဲ့အနာကဝေဝါနေသလားကိုတော့ဖျားထံကနေမတိမရှိလမ်းပြချင်းတက်ရောက်ပါစေအဲ့တော့သူတို့မင်းနေတဲ့စကားတွေကိုကြားတဲ့ခါမှာ အခင်ယေရှုကအဖြေပေးတယ်။ကဲကြည့်အောင်အငယ်၁၈မှာခဏဟူ၍မိန်တော်မူသောအဘယ်သို့ဆိုလိုသနည်းမိန်တော်မူသောစကားကိုအကျွန်တော်တို့နားမလည်ဟုအချင်းချင်းပြောဆိုကြ၏။ခဏဆိုတဲ့စကားလေးကသခင်ဖခင်ရဲ့တည့်ရက်ဒီကျွန်တော်ကျွန်တော်တို့ရဲ့နှစ်တစ်ထောင်လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီမှာခဏလို့ပြောတဲ့အတွက်ခဏပဲ။အဲ့ဒီခဏဟာဖခင်ရဲ့ခဏဖြစ်တယ်ကျွန်တော်တို့အတွက်ကြာတယ်လို့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဘုရားကပြောရင်ပြောတဲ့အတိုင်းဂတိတည်တဲ့ဘုရားဖြစ်တယ် ဒါကြောင့်သင်ဆောင်ဆိုင်နေရတော့သင်ရဲ့ဗျာဒိတ်ဖွင့်ရချက်သင်ဆောင်ဆိုင်နေရတော့သင်ရဲ့ဖရားလမ်းပြခြင်းခဏအချင်းမှာရောက်ရှိဖို့ယေရှုနာမနဲ့ကြင်ညာပါတယ်အာမင်ဖရားရဲ့ခဏဖြစ်တဲ့အတွက်ကျွန်တော်တို့သင်တယ်လို့တစ်စက္ကန့်တစ်မိနစ်လည်းဖြစ်နိုင်တယ်လို့နော်ဖရားခင်ကသူ့ရဲ့နေ့ရက်ကာလထဲမှာသင်အတွက်ပြင်ဆင်ထားပြီးသားဖြစ်တယ်မစိုးရိမ်ပါနဲ့ခဏဟာလေလုယာခဏဟာလေလုယာခဏဟာလေလုယာအာမင်ကျွန်တော်တို့ဒီနားမလဲဘူးလို့ပြောတဲ့ခါမှာတပည့်တော်တို့ဒီမေးလျှောက်လို့ဒီကိုယေရှုသိမြင်တော်မူလျင် ကျွန်တော်တို့စုမတောင်းခင်ငါပင်တင်းနေတဲ့ဖရားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တောင်းဖို့ကိုစောင့်နေတာကျွန်တော်တို့ရဲ့ယင်ထဲမှာရှိတဲ့ရာကိုပြင်နေတဲ့ဖရားဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မေးလျှောက်တာကိုစောင့်နေတော့ဖရားဖြစ်တယ်လူမှုစီဝိုင်းမှာတင်းအောင်မြင်ခြင်းလဲဆိုရင်လူများမမေ့ရင်မဖြေပါနဲ့နော်ကိုကကိုတိတာအရန်မှန်တယ်ထင်ပြီးတော့ပြောလိုက်တဲ့ခါမှာပို့ပြီးတော့ကိုတိတာတဲ့သူတို့ပို့တိတာဖြစ်နိုင်တဲ့အတွက်အရန်ကိုအဆက်ကွဲသွားနိုင်တယ်ဒါကြောင့်ပညာရှိတွေကသူတို့မမေ့ရင်မဖြေပဲမေးမှသာလျှင်သူတို့တိတဲ့အတိုင်းတာကိုပြောကြတယ်ရောတတ်ဆိုရင်နော် ူ့ကိုရှင်မင်းကမေးတယ်မေးတဲ့ခါမှာ तू ကဒီလိုဒီလိုလှုပ်လို့ရတယ်ဒီလိုလှုပ်လို့ရတယ်ဆိုပြောလိုက်တယ်အဲ့ဒါနဲ့နောက်တခြားလူရှိမှာမဟုတ်ဘူးခင်ဗျားကိုပဲကျွန်တော်ခတ်မယ်ဆိုပြီးသူ့ကိုဘယင်ခံဖြစ်အလက်တယ်ဆိုတော့လောကမှာကျွန်တော်တို့ဒါလူမှုစီးပွားမှာဘယ်မှာပဲတက်ရှင်ပါစေကျွန်တော်တို့ကိုမသိတဲ့အရာကြီးကိုဝင်ရောက်ပြီးတော့မှဆွတ်ဖက်ပြီးပါဝင်တာမျိုးမလုပ်ပဲကျွန်တော်တို့ကိုမေးလို့ရှင်ပြောတယ်ဒီမှာယေရှုကလည်းသူတို့မေးလျှောက်လာကိုတိတယ်တိချင်တယ် စောင့်နေတာသူတို့ချင်းချင်းသူတို့ရဲ့တိချင်းတဲ့အရာကိုယေရှုကတိတယ်။ဒါတော့မေးလျှောက်လို့ဒီယေရှုကတိမြင်တော်မူခါခဏကြာပြီးမှသူတို့ငါ့ကိုမမြင်ရကြတဖန်ခဏကြာပြီးမှငါ့ကိုမြင်ပြန်လိမ့်မည်ဟုငါပြောသောစကားကိုသူတို့ဒီအချင်းချင်းစင်ချင်ကြသလား။ဒါကြောင့်သခင်ယေရှုကကျွန်တော်တို့ကိုမတောင်းခင်ရပြန်တိရဲ့ဖျားဖြစ်တယ်။ဒါပေမဲ့တင်းရဲ့တိလိုတဲ့ဆန္ဒတင်းစီကနေအဲ့ဒီမေကွန်ထွက်လာတာကိုကဘုရားခင်ကစောင့်မျှော်နေတာ။ဒါကြောင့်ကျွန်တော်တို့ဘာမေကွန်မှလည်းမရှိဘူး။ဘာတင်ပြစရာမှလည်းမရှိဘူး home set မှာ။ တခုခုတင်ပြပါဆိုအဲကျေးဇူးတော်ချီးမွမ်းစရာပဲအကုန်အစင်ပြေတယ်တကယ်အစင်ပြေလို့လားမှန်ပါတယ်ကျွန်တော်တို့တချို့တွေက confidential တကယ်ယုံကြည်ခြင်းကိုင်ညီမှဒါမှမဟုတ်ရှင်ကျွန်တော်တို့ကတကယ်ယုံကြည်ပေးနိုင်မဲ့လူတို့ချို့နဲ့တကယ်နှစ်ယောက်ထဲသုံးယောက်ထဲလေးယောက်ထဲမိသားစုထဲစုတောင်းမှရတယ်ရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့သင်ကတစ်ချိန်လုံးဘယ်သူကမှလည်းမတင်ပြဘူးဘာမှလည်းမလုပ်ဘူးအဲ့ဒါဘာလဲဆိုတော့စုတောင်းစရာမလိုတဲ့အသက်တာလိုလိုတက်ရှင်တာဖြစ်တယ်လို့တိတ်အန်တယ်များတယ်ဝမ်းမြောက်ခြင်းစုံလင်ဖို့ကတော့စုတောင်းအောင်ပါပဲ hallelujah ်ဒါကြောင့်ကျေးဇူးတော်ချီးမွမ်းဖို့ပဲပြောတဲ့သူတွေကိုရှုံချတာမဟုတ်ဘူးတကယ်ကျေးဇူးတော်ချီးမွမ်းစရာတွေရှိလို့ပါဒါပေမဲ့လည်းပြန်ဆန်းစစ်ပါသင်ကျေးဇူးတော်ချီးမွမ်းမယ်လို့ပြောနေတဲ့အချိန်ဟာဆုတောင်းစရာမလိုဘူးလို့ပြောတာဆိုရင်တော့ဒီနေ့နောက်နာရရအောင်ကျွန်တော်တို့မှာဆုတောင်းဖို့အတွက်ဘုရားခင်ကအမြဲတမ်းကျွန်တော်တို့ကိုမျှော်လင့်နေတာဖြစ်တယ်ဆုတောင်းအားကြီးတော်လားဆုတောင်းအားကြီးတော်နေ့ရဖြစ်ဖို့တယောက်စီနဲ့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဒီအရာကိုမင်းတို့ အချင်းချင်းဆင်ကျင်နေကြသလားလို့သခင်ယေရှုကသူ့ရဲ့တပည့်တော်တွေကိုမေးလိုက်တယ်။အဲ့မှာသခင်ယေရှုဖြေခဲ့တဲ့စကားလေးကိုဖတ်ကြည့်ရအောင်။ငါမန်ကန်ဆိုသည်ကသင်တို့ဒီငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။လောကီသားတို့သည်ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။သင်တို့မူကဝမ်းနေခြင်းရှိတော်လဲထိုဝမ်းနေခြင်းသည်တပံဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်။တိချင်လုံးမှမေးကမှပိုရှုပ်သွားတယ်လို့ဖြစ်သွားတယ်။ဖခင်ရဲ့အထဲမှာကျွန်တော်တို့ net ဆိုင်စွာနဲ့တိုးဝင်တဲ့ခါမှာလောကပညာနဲ့လိုက်လို့မမီတဲ့ comprehensive မဖြစ်နိုင်တဲ့ဖခင်ရဲ့နည်းနည်းသောဉာဏ်ပညာတွေက ဝိညာဉ်တော်ဖျားဖွင့်ပြမှသာလည်းရနိုင်တာဖြစ်တယ်။ဒီကျမ်းစာပဲတတလုံးဖတ်လာတဲ့ကျမ်းစာပဲဒါပေမဲ့ဒီနေ့မနေ့ကျမှထူးထူးခြားခြားဖျားကတမျိုးလေးစကားပြောနေတယ်။အဲ့ဒါအသက်ရှင်တော်နှုတ်ကပတ်တော်ကိုဝိညာဉ်တော်ဖျားရှင်းပြလို့ဖြစ်တယ်။ဟာလေလုယာ။အစမ်းထွင်ခြင်းလွင့်ရင်တော့လမ်းလွဲသွားနိုင်တယ်။ဒါတော့ sorry နော်ကျမ်းစာကိုအတဲ့တိုင်းပဲဖတ်ဖို့ပဲဖြစ်ပါတယ်။ရှောက်ထွင်ဖို့မဟုတ်ပါဘူး။ဒါပေမဲ့ထောင်တော်ဖျားဒီငါ့ကြီးတိုးထိန်ဖြစ်တော်မူဤငါသည်ဆင်းရဲမခံရ။အဲ့ဒီတကြောင်လေးနဲ့ပဲဒီနေ့တင်းရဲ့ဆင်းရဲခြင်းတွေကနေဖျားခင်ကယ်လွတ်နိုင်တာဖြစ်တယ်။တင်းရဲ့ ခန္ဓာဆင်းရဲခြင်းကနေကယ်ထုတ်နိုင်တယ်စိတ်ဆင်းရဲခြင်းကနေကယ်ထုတ်နိုင်တယ်ဟာလေလုယာပြီးတော့တိုးထိန်နဲ့တိုးရဲ့တက်တာ relationship ကိုတည်ဆောက်နိုင်တယ်ဒါကြောင့်ဒီကျမ်းစာတစ်ပိုက်တည်းပဲဒါပေမဲ့ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုရှင်းလင်းစွာရှင်းပြနိုင်တာဖြစ်တဲ့အတွက်ဝိညာဉ်တော်ဘုရားကိုလက်ကုပ်တီးတဲ့ကြိုးစိုးရအောင်နော်တခါဟာလေလုယာမိကမှာပိုရှုပ်တလို့ဖြစ်သွားတယ်ငါမှန်စူတီကားတဲ့သူတို့တွေငိုကြွေးမယ်လောကသားတွေဝမ်းမြောက်မယ်ဒါပေမဲ့နောက်တစ်ခါကျရင်သူတို့ one day ချင်းရှိပြီမယ်အဲ့ဒီ one day ချင်းကတခါဝမ်းမြောက်ချင်းပြန်ဖြစ်သွားမယ်တည်င်းကောင်းကတော့ ရှုံနေလို့ရှင်ဒီဟာလေးအလွယ်လေးပဲမှတ်လိုက်ပါကျွန်တော်တို့ရဲ့ဝမ်းနေခြင်းကညတာမှာခဏလာလေရင်တော့မှမိုးတောက်ရမှာကျွန်တော်ဝမ်းမြောက်ခြင်းကပြန်ရောက်လာမှာဖြစ်ဒါဟာလေလုယာဝမ်းနေခြင်းကခဏပဲကျွန်တော်တို့ကိုလာပြီးတော့မှလည်းအပတ်ပဲလာတယ်အကြာကြီးအဲ့မခံကြဆိုနဲ့ဝမ်းနေခြင်းလာတဲ့ခါမှာအကြာကြီးချော့မထားနဲ့ကြောတက်ပြီးတော့မှအေးလာလေတာဝမ်းသာတယ်ဒါဆိုရင်တော့အဲ့ဒီဝမ်းနေခြင်းကတညနဲ့မနေဘူးသူကဆက်ပြီးတော့မှနောက်ရက်တွေနောက်ရက်တွေ stay တွေထပ်တိုးနေမှာဒါကြောင့်နော်ကျွန်တော်တို့ extension မပေးနဲ့ဝမ်းနေခြင်းလာရင်မောင်းထုတ်မယ် hallelujah သခင်ဖျား၌ဝမ်းမြောက်ခြင်းရှိကြတော့တဖန်ငါဆိုဒီကဝမ်းမြောက်ကြလောမိမသည်ဆက်ပြီးတော့ရှင်းပြရတဲ့သခင်ယေရှုကမိမသည်တားကိုဖွားစဉ်ခါဖွားရတော့ချိန်စီတော့ကြောင့်ဝမ်းနေခြင်းရှိ၏ဖွားမြင်ပြီးမှဤလောက၌လူတစ်ယောက်ကိုဖွားမြင်တော့ကြောင့်ဝမ်းမြောက်ခြင်းရှိ၍အထက်ခံရသောဝေဒနာကိုမေ့လျော့တတ်၏ကျွန်တော်တို့ကြီးမားတဲ့စိန်ခေါ်မှုတွေကြီးမားတဲ့စာမွေးပွဲတွေစစ်ခံရတဲ့အခါမှာဇောချွေးတွေပြန်လာတယ်လက်တွေချီတွေအေးလာတယ်စာမရလို့လားရတယ်ပြင်ဆင်ထားပြီးသား ကလေးမွေးတဲ့ဖက်ပြန်ဆိုလို့ရှိရင်လည်း OG တင်းနဲ့ပြထားပြီးသားเนาะအကုန်လုံးအကြီးထွားမှုတွေလည်းမှန်ကန်တယ်ဘယ်နေ့ဒူးတွေမှာမွေးမယ်ဆိုတာသိပြီးသားအာဆရာဝန်တွေလည်းစိတ်ချရတယ်ဆေးရုံလည်းစိတ်ချရတယ်အကုန်လုံးလည်း ready ပဲဒါပေမဲ့ဇောချွေးပြန်มาပဲမိခင်တွေနဲ့ကျွန်တော်တို့လောကမှာလည်းစာမိုးဝဲတော်လကောင်းယာဒူးအင်တာဗျူးတစ်ခုတော်လကောင်းပြင်ဆင်ထားတာပဲအကုန်လုံးဒါပေမဲ့အဲ့ဒီနိုင်ဝက်အတွင်းမှာဆုံးဖြတ်ပေးမှာအဲ့ဒီချိန်မှာကျွန်တော်တို့တွေးပူးပြီးတော့မှစိုးရင်ကြတယ်ချွေးစည်းတွေပြန်လာတတ်တယ်တချို့ဆိုရင် ဒါပေမဲ့အဲ့ဒါကထာဝရစင်မဟုတ်ပဲနဲ့သူအောင်မြင်ခြင်းရလာတဲ့ခါမှာခုနဖြတ်တန်းခဲ့တဲ့ຢာတဲ့အားလုံးကိုမေ့လျော့ရတဲ့အထိအဲ့ဒီဝေဒနာတွေကိုမေ့လျော့ရတဲ့အထိဝမ်းမြောက်ခြင်းကရောက်လာတာဖြစ်တယ်အာမင်ဒါကြောင့်ဖခင်ခင်တဲကနေကျွန်တော်တို့ယူပါရုံနေမွေးထုတ်မဲ့လက် ယူပါယုံကြီးကြီးတွေကိုကျွန်တော်တို့တဲဆောင်နေတာဖြစ်တယ်အချိန်ကြတဲ့ခါမှာမွေးဖွားလာမှာဖြစ်တယ်အခုချိန်မှာတင်းရဲ့ယူပါယုံကတင်းကိုငိုကြွေးရင်ငိုကြွေးစေနိုင်တယ်တင်းရဲ့ယူပါယုံကတင်းကို morning sickness evening sickness တွေပေးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီကိုဝင်ကတစ်ချိန်တင်းမွေးထုတ်ရမယ့်ယူပါယုံဖြစ်တယ်အဲ့ဒါကြီးမားတဲ့မွေးဖွားမြင်ချင်ရောက်လာမယ့်ယာဖြစ်တယ် hallelujah ဒါကြောင့်ဝမ်းနေခြင်းဟာလပိုင်းကြာရင်ကြာမယ်ရက်ပိုင်းကြာရင်ကြာမယ်ဒါပေမဲ့အဲ့ဒါထာဝရစင်မဟုတ်ဘူးဝမ်းမြောက်ခြင်းကနေရာယူလာမှာဖြစ်တယ် hallelujah ်သင်ဘဝမှာအခုချိန်မှာသင်ကြုံတွေ့နေရတာနဲ့ခိုက်နေရဆိုအာမန်ထူပါသင်တွက်ဖြစ်တယ်ဝိညာဉ်တော်ဖျားကသင်တွက်စကားပြောနေတာဖြစ်တယ်ကျွန်တော်တို့ငိုကြွေးတဲ့ကာလကအကြာကြီးစောင့်စရာမလိုတော့ဘူးအာမန်အဲ့ဒီခါကျရင်ကျွန်တော်တို့နာကျင်ခဲ့ရတဲ့ဟာတွေမေ့သွားတယ်ဆိုတော့ပဲရှိမလဲစမြုပ်ပြန်တဲ့ခါမှာအဲ့ဒါတွေကနာကျင်ခြင်းတွေကကျွန်တော်တို့အရသာခံပြီးတော့မှအဲ့ဒီတုန်းကတော့တို့ဒီလိုတွေဆူတောင်းခဲ့ကြတာအဲ့ဒီတုန်းကတို့ရက်60ဆာချောင်ခဲ့တာအဲ့ဒီတုန်းကဘလို့ညဆိုရင်တို့10နာရီမှ Zoom session နဲ့ဆူတောင်းခဲ့ရတာပြန်ပြောရမယ့်အချိန်ကမကြခင်ရောက်လာတော့မှဖြစ်တယ် hallelujah ်အာမင်ထိုနည်းတူတဲ့ကဲတားဖွာခြင်းကိုယေရှုကဥပမာပေးပြီးတော့တစ်ခါပြန်လာပြီခုနတပည့်တော်တွေမေခွန်းအဖြေမရနိုင်တဲ့မေခွန်းစီကိုပြန်လာပြန်ပြီထိုနည်းတူယခုတွင်သင်တို့ဒီဝမ်းနေခြင်းရှိကြတော့လေနောက်တစ်ပံသင်တို့ဒီငါ့ကိုတွေ့မြင်တဲ့ဖြင့်သူတို့ဝမ်းနေတဲ့အရာပါလေယေရှုကိုမမြင်ရတော့တဲ့ဝမ်းနေတာဒီနေ့သင်ဝမ်းနေတာပါလေအလုတ်ပြုတ်လို့ဝမ်းနေလာလားသင်ဝမ်းနေတာပတ်စံမလောက်လို့ဝမ်းနေလာလားဒါတွေကလူဖြစ်ရင်တော့အဲ့လောက်တော့စဉ်းစားဉဏ်ရှိရမှာဆိုတော့ဒါကိုအပြစ်မတင်ဘူးဒါတာမန်လူတယောက်ရဲ့ common sense နဲ့ဝမ်းနေရမယ့်အရာလေးတွေထောက်ခံပါတယ် ျွန်တော်လည်းဝမ်းနည်းမှုပါတယ်လောကမှာတော့ဒုက္ခဆင်းရဲခြင်းကြုံတွေ့နိုင်တဲ့အတွက်ဒါတွေကိုဝမ်းနည်းခြင်းတွေရောက်လာနိုင်တယ်ဒါပေမဲ့ဖခင်ခင်ကဒီမှာကျွန်တော်တို့ကိုရှင်းပြနေတယ်နှုတ်ကပတ်တော်ကကျွန်တော်တို့ရှင်းပြနေတာကကျွန်တော်တို့အားလုံးရဲ့ဝမ်းနည်းခြင်းဟာဘယ်ချိန်မှာကျွန်တော်တို့ဝမ်းနည်းဆုံးလဲဆိုတော့သခင်ဖခင်ကိုမမြင်တွေ့ရတဲ့အချိန်ဟာကျွန်တော်တို့အတွက်ဝမ်းနည်းစရာအကောင်းဆုံးအချိန်ဖြစ်တယ်တင်မဝမ်းမနဲ့တက်လို့တာဖြစ်မယ်မျက်မှောက်တော်ထဲမှာတင်ပျော်မွေ့တော့တဲ့ချိန်ကတင်ဝမ်းနေစရာအကောင်းဆုံးအချိန်ဖြစ်တယ်မသိရင်ကျွန်တော်ထပ်ပြီးတော့ဝင်းကျွန်တော်ဖျားပေါ်ပြတဲ့အတိုင်းရှင်းပြခြင်းနဲ့မိတ်ဆွေကျွန်တော်နဲ့မိတ်ဆွေ အဲမှာမပျော်နိုင်ဘူးဝမ်းနည်းနေတာကကျွန်တော်တို့အလုံမှာစင်မပြေတာကအကန့်ခက်တစ်ခုပဲဖြစ်အောင်မယ်အထဲမှာတကယ်ဆန်းစစ်တယ်ဆိုရင်ယေရှုကိုမမြင်တာကြာလို့ဝမ်းနေတာပါ။ဖန်ဆင်းရှင်ကိုကျွန်တော်တို့မမြင်တွေ့ရကြာတဲ့အတွက်ဝမ်းနေတာပါ။သခင်ဖီးယားနဲ့မိတ္တာဖွဲ့ဒါနဲသွားတဲ့ခါမှာဝမ်းနေလာတာဖြစ်တယ်။ဒါကြောင့်ယေရှုကသင်တို့ဝမ်းနေခြင်းရှိကြတော့လေ ဘာလို့ဝမ်းနေလဲငါကိုမမြင်တွေ့လို့ဝမ်းနေခြင်းရှိကြတော့လဲမင်းတို့ငါ့ကိုအမြဲတမ်းမြင်တွေ့လို့ရမယ့်အရာတစ်ခုငါပြမယ်တဲ့အဲ့ဒါကတော့ဘာလဲဆိုတော့စိတ်နှလုံးဝမ်းမြောက်ခြင်းအဲ့ဒီဝမ်းမြောက်ခြင်းကိုဘယ်သူမှလူယူဖြည့်ဆည်းခြင်းမတတ်နိုင်တော့ဘူးတခင်ယေရှုတည်ဟူသောလူစားတိခံယူတဲ့တားတော်ဖရားကိုတော့ယောမစစ်သားတွေနဲ့ယူဒဘာသာရေးကောင်းဆောင်တွေကကားစင်မှာတင်တက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့ပြန်ပြန်ပြီးတော့အောင်မြင်ခြင်းမာရနာတကားကသူ့ကိုမချုပ်နိုင်မယ်နဲ့ရှင်ပြန်ထမြောက်တာတော့ဖရားသားတော်ဖြစ်တယ်ဟာလေလုယား လူအနေနဲ့ physically သူ့ကိုတပည့်တော်တွေနဲ့ခွဲခွာဖို့အတွက်လူယူဖို့အတွက်ရန်သူတည်ဥတော်မနက်လက်ဆွဲဖြစ်တဲ့သူတွေကလူယူဖြစ်စည်းနိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ဝမ်းမြောက်ခြင်းအစင်တီဖို့နဲ့ဖရာရဲ့ထာဝရဖရာရဲ့အကြံစီတော်ထဲမှာကျွန်တော်တို့လူယူလို့မရနိုင်မဲ့ဝမ်းမြောက်ခြင်းကိုကျွန်တော်တို့ကိုပေးခဲ့တာဖရာခင်ပဲဖြစ်ပါတယ်။အဲ့ဒီနေ့ရောက်တဲ့ခါမှာတော့တဲ့ထိုနေ့ပြောကြည့်အောင်ထိုနေ့အာမေတခင်ဖရာနဲ့တင်မြဲတဲ့မိတ္တာဖွဲ့တဲ့နေ့မှာလေး ပြဿနာစိန်ခေါ်တာမဟုတ်ဒါပေမဲ့အဲ့ဒီပြဿနာရဲ့အထက်မှာဘုရားရဲ့မေတ္တာဖွဲ့ခြင်းကကျွန်တော်တို့ကိုအစဉ်ဝမ်းမြောက်စေနေတာဖြစ်တယ်။အာမင်။အဲ့တော့အဲ့ထိုနေ့မှာတဲ့သင်တို့ဒီငါ့ကိုအလင်းမမေးမြန်းရကြထိုနေ့ရောက်လာတဲ့ခါမှာတော့ကျွန်တော်တို့အတွက်အပြေမထွက်နိုင်တဲ့ပုံစံတွေမရှိတော့ဘူး။ရှင်းလင်းစွာသိရမယ်။ယေရှုကထပ်ပြောတယ်ငါအမှန်ကန်ဆိုဒီကသင်တို့ဒီငါ့ဤနာမကိုမြည်ပြွေးခမဲတော်မှာဆုတောင်းသမျှတို့ကိုခမဲတော်ဒီပေးတော်မူမည်။အာမင်။အဲ့ဒါပြီးတော့မှ ဒီခုနဖတ်ခဲ့တဲ့ယခုတိုင်အောင်ငါကြီးနာမအောင်မြည်ပြည့်ရေသင်တို့ဒီအဘယ်စုများမတောင်းကြသေးဆိုတဲ့ဇာတ်ကိုသခင်ဖေယားကဆက်ပြီးတော့ပြောခဲ့တာဖြစ်တယ်ကဲဟုတ်ပြီဒါဆိုရင်ဒီနေ့စုတောင်းတဲ့ပမာဏနဲလွန်းနာကိုပြောနေတာဖြစ်သလိုနောက်တစ်စစ်နောက်တစ်မျိုးနဲ့ပြောတဲ့အရာလေးကိုကျွန်တော်ဒီနေ့ထပ်ပြီးတော့ရှင်းလင်းအောင်ထပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ထိုဝမ်းမြောက်ခြင်းစုံလင်ဖို့ရန်အတွက်အဲ့ဒီနေ့ရက်မှာသခင်ယေရှုနဲ့ဒီဇာတ်ကိုပြောနေတဲ့အချိန်မှာ ဝိညာဉ်တော်တွန်းလောင်းခြင်းပန်တေကုတ်တေဝိညာဉ်တက်ရောက်ခြင်းမရှိသေးဘူး physically တခင်ယေရှုကဒီမှာရှိနေတယ်ဝိညာဉ်နဲ့ကိုယ်ခန္ဓာပြောင်းလဲတဲ့အတွက်အိမ်မောက်သွားရလမ်းမှာတပည့်တော်နှစ်ယောက်နဲ့တွေ့ခဲ့တယ်အိမ်မှာခန္ဓာနာတယ်မုံမဖဲ့လိုက်တဲ့ချိန်မှာယေရှုပျောက်သွားတယ်တကားပိတ်ထားပေမဲ့ယေရှုကသူတို့စုဝေးတဲ့နေရာကိုရောက်လာတယ်တန်ခါတဲ့တွေဖြစ်တဲ့အတွက်ငားပြန်ဖမ်းတဲ့ချိန်မှာယေရှုရောက်လာတယ်ချစ်သားတို့စားစရာရှိသလား good morning ဆိုပြီးနှုတ်ဆက်တယ်တခါတည်းငါကင်နေရောစားစရာတော့စင်စင်ရောက်လာတယ်။ဒါပေမဲ့အဲ့ဒီအချိန်ထိဝိညာဉ်တော်တွန်းလောင်းခြင်းမရှိသေးတဲ့တွေ့ ကျွန်တော်တို့ဒီချိန်ထိမင်းတို့စုမတောင်းသေးဘူးလို့ပြောတာဟာဘာလို့ပြောနေလဲဆိုတော့ဝิญဉ်နဲ့မတောင်းတက်သေးတာကိုပြောတာဖြစ်တယ်။ဒီနေ့ဇာတိနဲ့တောင်းရင်9မိနစ်ဆိုတာအရန်ကြာပြီ။တကဘာလုံးပတ်တောင်းနေ10မိနစ်ကုန်ပြီ။တောင်းကြမရှိတော့ဘူး။တိုးတော့ဝิญဉ်နဲ့တောင်းတက်လာတဲ့ခါမှာဘာတောင်းတလဲတောင်မသိဘူးကျွန်တော်တို့လောက်ကနေနော်ကလေးလိုပဲအယူးလိုပဲကျွန်တော်တို့ပြောတဲ့စကားတွေကလူတွေနားမလည်တဲ့စကားဖြစ်မယ်။ဒါပေမဲ့ကျွန်တော်တို့အဲကနေဝิญဉ်တော်ကနေတောင်းလာတယ်။အဲ့ဒီစုတောင်းနည်းကိုဒီချိန်မှာတပည့်တော်တွေကမတောင်းတက်သေးတဲ့အတွက်မင်းတို့ဒီချိန်ထိစုမတောင်းသေးဘူးလို့ပြောတာဖြစ်တယ်။ ဒါဆိုရင်အဲ့ဒီလူတွေကသခင်ယေရှုကိုမယုံဘူးလားယုံပါတယ်အခုလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ခြားတော့ပါစကားမပြောရင်ကောင်းကင်မသွားဘူးလားသွားပါတယ်ယေရှုကိုတက်သခင်ပြီးယုံကြည်တယ်ဆိုရင်စင်တော်ယုံကြည်ပြီးနှုတ်ကဝန်ခံရင်ကောင်းကင်ထာဝရတက်ဆာဆိုမှာအမြင်စင်းရေးသွင်းခြင်းခံရပြီးကဲတင်ခြင်းရမှာမှန်ပါတယ်ဒါမဲ့ဝမ်းမြောက်ခြင်းစုံလင်ခြင်းတော့စုတောင်းတတ်ဖို့လိုအပ်တယ်အာမင်ဒါကြောင့်ဝမ်းမြောက်ခြင်းစုံလင်ဖို့တွေ့တယ်မင်းတို့အခုချိန်ထိဘာမှမတောင်းသေးဘူးလို့ပြောတဲ့အဲ့ဒီနေ့ဟာပန်တေကုတ်တေနေ့မရောက်လာသေးတဲ့ကာလဖြစ်တယ် ထိုသခင်ယေရှုမုတ်တိမ်စီးပြီးချီဆောင်ခြင်းခံပြီးဆယ်ရက်အကြာမှာတော့ဒါရီကျန်ခိုင်းရင်းနဲ့အငယ်30မှာဆယ်ရက်တင်စုံစမ်းခြင်းခံရပြီးတဲ့အခါမှာလွတ်မြောက်ခြင်းလာမယ်လို့ပြောတဲ့အတွက်ဒီနေ့ကနေစပြီးတော့မှဆယ်ရက်မှာတခါတည်းလွတ်မြောက်ခြင်းလာမယ်လို့ထိုင်ယူရင်လည်းဘုရားခင်တတ်နိုင်ပါတယ်အာမင်နောက်တစ်ခါเนาะဒီဂျူးတွေအစ္စရေလလူမျိုးတွေအစ္စရေလလူမျိုးတွေအီဂျစ်နိုင်ငံတွေထွက်ခံပြီးမှဖာရောဘုရင်ကတင်းခံတဲ့အတွက်နမိတ်လက္ခဏာ10ခုနဲ့ ြတ်တာပြီးတော့မှထွက်လာခဲ့ရပါတယ်နောက်တစ်ခါယေရှုကြီးဆောင်ခြင်းခံပြီးတော့မှဝိညာဉ်တော်ပြန်ကြွလာတဲ့အချိန်ပင်တေကုတ်တဲ့နေ့ဟာ၁၀ရက်ကြာပါတယ်ကိန်းကနန်းတွေကိုဒီမှာအထူးတလဲဖွင့်ဟာပြီးပြောနေတာမဟုတ်ပဲနဲ့ဆိုလိုတာကကျွန်တော်တို့စောင့်ဆိုင်းတဲ့ကာလဟာ limit တစ်ခုပဲရှိပါတယ်အဲ့ဒါကိုပြောချင်တာပါကျွန်တော်တို့ဖြတ်တန်းရတဲ့ကာလကျွန်တော်တို့ကိုဖာရောကချုပ်ကင်ထားနိုင်တဲ့ကာလကကာလတစ်ခုပဲရှိပါတယ်အဲ့ဒီကာလကြော်လိုက်သူဘာမှလုပ်လို့မရတော့ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေကိုစာတန်ကချုပ်နှောင်ချင်တယ်မာနကဒါပေမဲ့အချိန်ကာလရောက်လာတဲ့ခါမှာသူလုံးဝကင်ထားလို့မရတော့ဘူး ဝိညာဉ်တော်ဖျားအားဖြင့်သူတို့ဆုတောင်းတတ်လာတဲ့ခါမှာဝမ်းမြောက်ခြင်းစုံလင်လာတဲ့အတွက်ကန္နဝူးယုံကြည်သူတွေညင်ပန်းနှိမ့်ဆက်ခြင်းခံရပေမဲ့သူတို့ကိုတိုင်းရိုက်တုံတင်မဲ့ဝိညာဉ်တော်ဖျားရှိနေတဲ့အတွက်တေခံရမဲ့ကွင်းပြင်လယ်မှာတခြင်းဆိုနိုင်တယ်စီပူတွေနဲ့ကြော်ခံရတယ်ဝမ်းမြောက်စွာနဲ့အသေးခံနိုင်တယ်ဒါတွေအားလုံးဟာပဲရှိမှဖြစ်သွားလဲဝမ်းမြောက်ခြင်းစုံလင်နိုင်တဲ့ဝိညာဉ်တော်တက်ရောက်ခြင်းကြောင့်ပဲဖြစ်တယ်ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေမနေ့အေယာထားဆုတောင်းအေယာဝင်ဆုတောင်း မနေ့စာနေ့လယ်စာညစာကျေးဇူးတော်ချီးမွမ်းအဲ့ဒီလောက်ကိုပဲဆုတောင်းတယ်လို့ကျွန်တော်တို့ရင်မှတ်တယ်ဆိုရင်တော့ကျွန်တော်တို့ဆုတောင်းခြင်းအရန်နည်းသေးတယ်လိုချင်တဲ့ချက်တွေကိုစာအုပ်မှာရေးပြီးတော့မှရေးတယ်ဆုတောင်းတယ်အရန်ကောင်းပါတယ်အဲ့ဒါအထက်ပို့ပြီးတော့မှအရေးကြီးဆုံးကတော့ဝမ်းမြောက်စရာအကြောင်းစုံလင်စေဖို့ကတော့သူ၏နာမအဖြစ်ကျွန်တော်တို့ဆုတွေကိုအခုချိန်ထိမတောင်းသေးဘူးလို့တပည့်တော်တွေသူအားမလို့အားမရပြောခဲ့တာကတော့ဝိညာဉ်တော်နဲ့မတောင်းတတ်သေးလို့ဖြစ်ပါတယ်ဒါကြောင့်ဝိညာဉ်တော်ဆိုတာဂိုင်းကနာတစ်ခုတွေ့မဟုတ်ပါဘူးအဖွဲ့စည်းတစ်ခုတွေ့မဟုတ်ပါဘူး တက်ကြွတဲ့လူငယ်တချို့အတွက်ပဲမဟုတ်ပါဘူး။ worship leader တွေပဲမဟုတ်ပါဘူး။လူတိုင်းလူတိုင်းလူတိုင်းတမန်တော်တို့ခန်းကြီး1နဲ့2ကိုသေချာဖတ်မယ်ဆိုရင်မေတော်မာရီမာစာပြီးအခြားသောမျိုးသမီးတွေရောပါတယ်။အဲကြောင့်တချို့ဂိုင်းကနာတွေကခြားတော့ပါစကားဆိုတာဂိုင်းအုပ်တွေဂိုင်းချုပ်တွေတင်းထောက်တွေကပဲတုံးမယ်။မျိုးသမီးတွေမတုံးနဲ့စသဖြင့်တချို့တွေကခွဲခြားကြတယ်။ဒါမဲ့ကနတ်ဦးယုံကြည်သူတွေမှာမေတော်မာရီကိုယ်တိုင်လည်းဝိညာဉ်တော်ပြေဝပြီးအခြားသောဘာသာစကားပြောခဲ့တယ်။ ကျန်တဲ့သူတွေအားလုံးလဲ120အကုန်လုံးပြောတယ်ဆိုရင်ယနေ့ယုံကြည်သူတန်းရှင်ပေါလုပြောခဲ့တယ်လို့တစ်ကောခန်းကြီး14မှာပြောတယ်လို့ပဲတစ်ကောခန်းကြီး14ငယ်9မှာသင်တို့အားလုံးကသားတော်ကပြောဖို့ငါလိုရှိတယ်တဲ့ဒါကြောင့်ကျွန်တော်တို့အားလုံးဝိညာဉ်တော်နဲ့ပြည့်ဝပြီးဝမ်းမြောက်စရာစုံလင်ဖို့ဘာတောင်းရမှမသိတဲ့အချိန်မှာလဲကျွန်တော်တို့နှုတ်ကနေမွတ်တွားပြီးတော့မှအထဲကနေရောမခန်းကြီး၈ငယ်နဲ့16မှာဘာတောင်းရမှမသိတဲ့အချိန်မှာဝိညာဉ်တော်ကတောင်းပေးတယ်ဒါကြောင့်ယခုတိုင်အောင်သင်တို့ ဘာစုမှမတောင်းသေးဘူးလို့ပြောနေတာကကျွန်တော်တို့စုတောင်းတာနဲတာကိုပြောတာလည်းဖြစ်တယ်လို့ကျွန်တော်တို့ဝိညာဉ်နဲ့မတောင်းလို့ကျွန်တော်တို့ကိုဘုရားခင်ကဆုံးမနေတာဖြစ်ပါတယ်။ရှင်ဝါကံခန်းကြီး16ငယ်13အဲ့ဒီနေရောက်တဲ့ခါမှာတော့သင်တို့ဒီငါ့ကိုအလင်းမမေးရတော့ဘူး။ငါမှန်ဆိုဒီကသင်တို့ဒီငါ့ဤနာမောက်မီပြွေခမဲတော်မှာစုတောင်းသမျှကိုခမဲတော်တွေပေးတော်မူမီ။တမန်တော်ဥဒခန်းကြီး1ငယ်6ခန်းဒီခုနှစ်မှာထိုနေ့ဆိုတာလေးကိုပြန်ရှင်းရအောင်ဒီမှာ။သူတို့ထင်ထားတဲ့ထိုနေ့က ဣသရေလနိုင်ငံတော်ကြီးကိုဣသရေလမျိုးသားတွေကိုပြန်ပေးမယ်နေ့လို့သူတို့ကထင်ကြတယ်။သခင်ဖျားကအဲ့ဒီကာလကိုတဲ့မင်းတို့တီးဖို့အတွက်အခွင့်မရှိဘူးတဲ့။ဒါပေမဲ့အဲ့ဒီထိုနေ့ရောက်လာတဲ့ခါမှာတော့တန်ရှင်းသောဥညင်တော်ဖျားကျွန်တော်တို့ပေါ်တည့်ရောက်တဲ့အတွက်တကိုးကိုခံရပြီးယေရုရှလင်မြို့မှာစတော်ယူဒပြည်ရှမာရိပြည်မြေကြီးဆွနိုင်အောင်သူ့ရဲ့တက်တည်ဖြစ်နိုင်တော့အခွင့်တကိုးဟာတန်ရှင်းသောဥညင်တော်ဖျားတကိုးတော်အဖြစ်ပဲဖြစ်ပါတယ်။ဒါကြောင့်တကယ်စုံလင်သောဝမ်းမြောက်ခြင်းကို ရနိုင်ဖို့အတွက်တလန်းကတော့ဆူတောင်းခြင်းပဲဖြစ်တယ်။အဲ့ဒီဆူတောင်းခြင်းကတည်သောစကားနဲ့ဆူတောင်းတာလည်းအရန်ကောင်းတယ်တောင်းရမှာဖြစ်တယ်လို့ကျွန်တော်တို့ဝိညာဉ်ဘာသာစကားနဲ့တောင်းခြင်းဟာတော့ဝမ်းမြောက်ခြင်းစုံလင်ဖို့အတွက်တော့ချက်ပဲဖြစ်ပါတယ်။ဝိညာဉ်တော်ဖျားကိုပန်တေကုတ်တင်နေအထက်ခန်းမှာသူတို့စောင့်နေတဲ့အချိန်မှာသင်တန်းလည်းမရှိပါဘူးတကယ်တကယ်တော့လူတွေကလှုံ့ဆော်မှုလည်းမရှိပါဘူးကြောက်လွန်းလို့ပုန်းနေရတဲ့အချိန်မှာပဲဝိညာဉ်တော်တက်ရောက်တာဖြစ်တယ်ဒီနေ့အစ်တဲ့အနားမှာဘယ်သူမှမရှိတော့ဘူးလို့ထင်နေတဲ့အချိန်ဟာဝိညာဉ်တော်ကိုတောင်းခံရမယ့်အကောင်းဆုံးအချိန်ဖြစ်တယ် ကိုတော့တာ၍နီးစေပါကိုရောစီကိုကျွန်တော်တိုးဝင်ပါတယ်ကိုရောစကားပြောတော်မူပါတန်ရှင်တော်ဝင်ကျွန်တော်ရောက်လာတဲ့ခါမှာသူ့အတွေးခေါ်ကိုကျွန်တော်တို့နားလည်ခွင့်ရလာတယ်ယေရှုပြောခဲ့တဲ့စကားအခုမင်းတို့မခံယူနိုင်ကြသေးဘူးဒါပေမဲ့ဥပိ္ပစေစရာရောက်လာတဲ့ခါသူရှင်းပြလိမ့်မယ်အဲ့တော့သခင်ယေရှုကိုတော်တိုင်ရှင်းပြပေမဲ့လုံးဝမပေါက်တဲ့တပည့်တော်တွေကဝိညာဉ်တော်တက်ရောက်လာတဲ့ခါမှာရှင်းလင်းတော်တဘောရရှိသွားတယ်ဝမ်းမြောက်ခြင်းစုံလင်သွားတယ်ဒါကြောင့်ဒီနေ့မနေ့မှာကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းကြောင်းစုံလင်ဖို့ရန်အတွက် ဆုတောင်းကြပါစို့ဝိညာဉ်တော်အားဖြင့်ဆုတောင်းကြပါစို့တယောက်စီတန်းကိုဖရာသခင်ကောင်းချီးပေးပါစေအာမင်